အားလုံးပဲမြင်လာပါဗျာခုတစ်ခါမှာတော့မန္တလေးမှာဖုံးလေးတလုံးကြောင့်မိမငယ်လေးကိုဒါနဲ့ဆက်ရှိချက်ထိုးတော်တဲ့အကြောင်းအရာဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးပဲမြင်လာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာငါ့ကိုတက်တဲ့ကလူချမင်းဝါကိုစားတာနင်တို့ငါပြင်ကလေးစားချိပြန်ကြည့်တော့ဟုတ် မင်းတို့မင်းတို့ငါ့ကိုတက်လို့ငါမတည်သေးဘူးနော်ငါမတည်သေးဘူးအေးမင်းတို့ငါ့ရဲ့ဖုန်းနဲ့ပတ်စံအိတ်တွေမပုံနေဘူးချွေနေပြီးဘာလုံးနဲ့ငါဘာမှမဖြစ်တာလေမင်းတို့ငါ့ကိုအသေးတက်ခဲ့အောင်မင်းငါမတည်သေးဘူးမင်းတို့ကငါ့ကိုအစ်စ်ကျင်းမင်းတို့မင်းတို့ငါ့ကိုတက်လို့မတည်တော့ငါမစေးရောငါကိုယ်ရင်ရောက်မှာပါပဲစကူရနေဦးတည်ရမမေမင်းတို့ကနေဝမ်းစားတာမင်းတို့လက်ပြန်လာတယ် ဓာတ်ထုတ်ခံရလို့မသေးအောင်ရောက်ပါဆိုငလင်ကလှုပ်ရောဘိုက်ကထန်ရရင်လည်းထပြရ19ရက်နေ့ပြီးခဲ့တဲ့လား19ရက်နေ့ကအဲ့ဓာတ်ထုတ်မှုဖြစ်တာပေါ့နော်ဓာတ်ထုတ်မှုဖြစ်တာအဲအဲ့ဒါရင်ရင်ဖြိုးဆွဲကောင်းသူက55လမ်းမှာဖုံးဆိုင်ဖွင့်တာလို့ပြောရဲပြီးတော့6လမ်းမှာတူအိရှေ့လို့ပြောတယ်။နောက်တကောင်ကကြတော့ရေကြည်ရွာကဘယ်လိုမျိုးအမတူဒီအဖက်မှာပေါ့ဖုံးဆိုင်ဖွင့်ထားရဲလို့ပြောရဲ။အဲ့ဒါကဘယ်လိုဖြစ်တာလဲဆိုတော့ကြောက်တော့ ကျောက်တော်ကြီးဖီးယားကုတူတော်ကိုသွားကုတူတော်ဖီးယားပေါ့တောက်တွေဖီးယားကုတူတော်ဖီးယားမနေ့ပိုင်းသွားတယ်ဖီးယားသွားပြီးတော့အဲအဲ့ရဲ့ဘာလဲရွှေအကယ်ဒမီလက်ဖက်ရည်ဆိုင်လားအဲ့ဒီ93လမ်းလားမသိဘူးအဖက်တော်လမ်းနေကျွန်တော်အဲ့မှာအဲ့မှာဖုန်းဟိုဟာသူတို့သူတို့က ြံစီထားတာထင်တယ်ဒီလားသူကအမျိုးကြံစီထားတယ်နော်ကိုကတော့ဒီတိုင်းမတည်ဘူးကအဲသူကကြံစီထားတယ်နဲ့အဲ့ချိန်မှာဘယ်လိုဖြစ်လဲဆိုတော့အဖုံးပြရတယ်ပြတော့အဆင်ပြေသွားတယ်ပြေသွားတော့အဲ့သူတို့ဆိုင်မှာအဲ့15ပုံမှန်ကိုလဲထက်လုံးမှာပေါ့15ပုံမှန်နဲ့အဲ့အဲ့ဆိုကိုကလည်းခྱི་သွားတော့မှာကခྱི་သွားတော့မှာဆိုမှ73လောက်ပြန်ချိန်မယ်ဆိုမှအဲ့မျိုးလိုသူတို့ဆိုင်သွားမယ်တဲ့အဲ့ဆိုင်မှာဖုန်းဟွာလိုက်ပေါ့လုံလိုက်ပေါ့အဲ့ဆိုသူဆိုင်သွားမယ်ဆိုမှခေါ်လာခေါ်လာချိန်မှာအဖက်ကျခေါ်လာတော့ လမ်းအစ်လမ်းအစ်ဖက်ပေါ့နော်လမ်းအစ်ဖက်ဆိုသူကအဲ့ဖက်နာမှာလည်းဆိုင်ခွင့်နာဆိုတော့ဟုတ်ပြီပေါ့အဲ့ဆိုသွားလိုက်ပေါ့ခဏပဲမနက်ခင်းပိုင်းဆိုတော့နော်မနက်ခင်းပိုင်းဆိုတာကျွန်တော်လည်းရနေလိုက်သွားလိုက်တာလိုက်သွားလိုက်တဲ့အချိန်မှာတန်းအဲ့တဏီယာရောက်တော့သူကကွေးဝိုက်ခေါ်လာတယ်တဏီယာရောက်တော့ခဏဆောင်တော့လေအဲ့လိုပြောပြီးအဲခဏပဲရှိချင်လှည့်လိုက်တဲ့အချိန်မှာအဲ့ရဲ့ရင်းရင်ဖြိုးဆိုရဲ့ကောင်းနေမှာကျွန်တော်ဓာတ်နဲ့ဘိုက်ကိုထိုးလိုက်တာထိုးလိုက်တဲ့အချိန်မှာမောက်ရဲ့လေးွားမောက်ရဲ့လေးွားရဲ့အချိန်မှာအဲ့ရဲ့နောက်ထပ်တစ်ခါကနေပြီးမှကျွန်တော်ချုပ်ထား ချုပ်တိုင်းမှာအဲရင်းဖြူဆိုတော့ကျွန်တော်ပခုံးနေပေါ့နော်ဒီဒီဘက်ပခုံးနေရောဒီဘက်ပခုံးနေပြီးလို့ရှိရင်ဒီခုတ်ပေါ့နော်ခုတ်ငါးရာတွေးအမျိုးနေရာရောပြီးရှင်ဒီခေါင်းမာနေရောသူကဓာိုင်းနေပူပြီးလို့ရှိရင်ဒီဒီဒီငါးလေးမှာတော့မှဒီငါးလေးမှာတော့မှတစ်ချက်ချုပ်ထားပြီးရညာလျက်ဒီဖက်နာလမ်းတွေတစ်ချက်ချုပ်ထားအဲလိုချုပ်ချုပ်ရံတကူလုံးကအကုန်လုံးဒီမှာရောဒီမှာဓာတ်ချုပ်တန်းရချုပ်ရုပ်ဖြစ်ရကြာလေးလက်မှာရအကုန်လုံးဓာတ်တန်းရဆိုလို့ရှိရင်၁၈ချက်ရှိရမှာမျက်နှာလေးဆိုလို့ဒီမှာဒီလောက်ကြီးရောက်ပါးလေးဆိုရင်ဒီကဆိုရင်အထည်ကြီးပေါက်ထွက်သွား အမျိုးကမိန်းကလေးတယောက်ကိုပါလို့ဖုန်းတစ်လုံးကြောင်းနဲ့အတီအတီတက်တာပေါ့နော်သူကအတီတက်တာအဲ့ချိန်မှာကျွန်တော်ကလည်းကျွန်တော်ဖျားပြားမြဲတယ်ကျွန်တော်ကကျွန်တော်မိဘကိုလှုပ်ယူနေရလို့ဆိုတော့ကျွန်တော်အမှအဲ့ရရှိရဲ့အမှရှိရဲ့တောင်းဆောင်နေတယ်ကျွန်တော်တိုင်တယ်ရဲ့မိုင်းအဆဆရရကိုညီပေးရတဲ့ငယ်ချင်းတို့လည်းကျေးဇူးများကြီးတင်ပါတယ်အဲ့ချိန်မှာတကယ်အရန်ခက်ခဲနေပါတော့ဟိုကိုကိုစီမာလေးပတ်စံလေးတထောင်မပြောနဲ့တက်ရအောင်မရှိဘူးတက်ရအောင်မရှိဘူးဟိုဘာလို့လဲဆိုဖုန်းနေရောပတ်စံနေရော အဲ့မပုံတင်ရောစမက်ကက်တီရောအကုန်လုံးပါသွားပါသွားတဲ့အချိန်ဆေးရုံတည်းတိုင်းရောက်သွားရင်ညနေညနေတော့မှခွဲခွဲခန်းဝင်ရအောင်ပေါ့နော်တော်တော်လေးကိုကြားတယ်ခွဲစိတ်ကတော်တော်လေးကိုကြားဒဏ်ရာများတာကိုတကူလုံးဟိုဝစ်သွားတာအဖြူအောင်ဝမ်းဆက်ဆိုအဲ့ဒီအဖြူအောင်ဝမ်းဆက်လုံးညှစ်လိုက်တော့မှတွေးတွေကိုထွက်တယ်တွေးတွေပဲညှစ်ညှစ်လိုက်တွေးတွေပဲအဲ့လောက်တိအောင်မှတွေးထွက်လုံရပေါ့နော် ဒါပေမဲ့ကျွန်တော်ကလေတတိတစ်ချက်မှမပြတ်ခဲ့ဘူးကျွန်တော်အမျိုးတက်တနေကုံ၃မှတည်ရဲတက်တနေကုံ၃မှပဲအမြင်နဲ့ရွတ်တယ်အမျိုးပြီးလို့ရှိရင်ကွာလေမိဘကိုလှုပ်ချင်နေတာတမီမို့လို့ထင်တယ်ကျွန်တော်တိတိကံမရောက်သေးဘူးပေါ့နော်အဲ့ဒီအချိန်မှမှကျွန်တော်စင်းယုံစင်းရမယ်ဆိုတော့စင်းယုံစင်းရမယ်ရက်ပေါ့စင်းယုံစင်းရမယ်ရက်28ရက်နေမှာအဲ28ရက်နေမှာကျွန်တော်စောင့်နေအဲ့ဒီဆရာဝန်လက်မှတ်စောင့်နေအချိန်မှာငလင်ရလှုပ်ရော ငလျားလောက်ရောကတင်အောက်ကနေအမငလျားလောက်ရောကတင်အောက်ကိုဝင်ပုံရအဲခဏပုံပြီးရခဏကြကနေရထက်အကြီးကြီးလောက်ရောလောက်တော့ဘိုက်ကြီးကခွဲထားတာကွာခွဲထားတော့ချွေးရလဲပြန်ရောမန်းလေးရတည့်ရတိုင်းနေအရန်ပူပါလေခွဲတင်ရရင်နဲ့ငလီနီကအရန်လောက်ကျွန်တော်တို့နေတဲ့အဲ့ခွဲဆောင်ဆိုလို့ရှိရင်တော့အောက်တီအုတ်တီပြိုကျလာလေအဲ့ကျွန်တော်တို့မှလေဘိုက်ကြီးဘိုက်ကြီးမသိဘိုက်ကြီးတိုင်ကြနေဘိုက်ကြီးကိုကားလို့ပြေးရလေကပြီးတော့နေရပူပူနဲ့အိတ်ဆန်နေရလည်းမရှိအိတ်ဆန်နေရလည်းမရှိတော့တော်လေးရဲ့ကျွန်တော်တို့နဲ့အတူဆေးရုံမှာတက်နေရဲ့ ဖိအန်တီတယောက်ပေါ့နော်သူကစကိုင်းဖုန်းကြောင်းမှာတဲရပါသူအသိစီမှာတဲတော့အဲအမားလို့အခုညီတောင်းလိုက်တာပေါ့နော်ညီမလို့လည်းအဲ့လိုမျိုးခက်ခဲဖြစ်နေပါပေါ့နော်ဖုန်းကလည်းအဆက်တွေဘယ်သူမှမမြင်အောင်နေစရာလည်းမရှိဘူးအိတ်စရာလည်းမရှိဘူးအဲ့လိုမျိုးစားစရာလည်းမရှိဘူးဆိုတော့အဲ့ကျေးဇူးများတင်ပါတယ်စကိုင်းစကိုင်းရလာခေါ်ပြီးဖုန်းဖုန်းလေးရောအဲ့ရတကယ်ချင်းရောအဲ့အမားစကိုင်းရတောင်းလို့စကိုင်းတောင်းလို့ပေါ့မှာ၃ရက်လောက်ပါနေလိုက်တယ်၃ရက်လောက်ပါနေပြီးတော့အဲနောက်ရက်ကျပြန်လာခဲ့လိုက်တယ် ပြန်လာပြီးတော့နှစ်ရက်နေမှာချုပ်ယူသွားဖြစ်ရဲ့ချုပ်ယူဖြီးပြီးတဲ့အချိန်မှာမန်းလေးမှာနေတဲ့အချိန်တော့ဘယ်လိုဖြစ်လဲဆိုမန်းလေးမှာကျမီးတွေလေးလောင်ညှော်တော့လေအဲ့ချုပ်တန်ရရပြီပြီပြန်တဲလာအဲ့လိုမျိုးဖြစ်တာအခုလည်းဒီဘက်မှာရောက်လို့ဒီဘက်မှာစေးဝါးတွေကဝေလို့မရစေးတွေကလည်းမစုံအဲ့လိုမျိုးဖြစ်တာအဲအဲ့ဒီစေးရုံတက်တော့ရအောင်မလေးတငယ်ချင်းတွေတငယ်ချင်းတွေအတိမိတ်ဆွေတွေကသူတို့ထောက်ပံ့ပေးရဲ့ပတ်စံတွေပဲကျွန်တော်စေးရုံတက်ခဲ့ရကျွန်တော်မှပတ်စံကုတ်ဒီနာကြီးရဲ့ဒီနာမှကြီးရဲ့အကြီးပဲကြီးပဲဒီနာကြီးကအရင်ခွန်မဲ့ပါလားမြင်နေတော့ကဒုံးနဲ့ကဒုံးနဲ့ ခွဲခန်းဝင်ရတဲ့အချိန်မှာစပင်းတွေဝင်ဖြစ်ရအောင်။မမြင်တာဓာတ်တန်ရည်ငေါငေါခေါင်းတွေကိုထိုးတာအမဒါဆိုထုတ်ချင်းပေါက်သွားအထဲတည်းပေါက်သွားဒီဟာဆိုဒါကဒီကနေဒီဒီရှိရတွားငေါဒါဒီလိုမျိုးတကောင်းချုပ်သွားချုပ်သွားရင်ဒီမှာလက်လက်ကြီးကပေါက်ထွက်သွားလက်ကြီးကဒါအောင်ပဲဟာသွားနားတွေအကုန်လုံးချုပ်ချုပ်ရနေပဲဒီမှာချုပ်ထန်ရနေပဲဘာမှဆိုရင်တော့ပြောမနေနဲ့တော့ကြီးချင်းကြအောင်မရှိဘူးချုပ်ထန်ရနေပဲ ကောင်းဆုံး18ချက်ကွာ main လေး main လေးတယောက်ကွာဒါနဲ့18ချက်ပို့ပြီးတော့ဖုန်းလို့ပဲဆိုတော့အရန်အောက်တန်းချောင်းပါလားဒီဖက်တယောဒီမှာဒီမှာတစ်ချက်မလမ်းမောင်းပါရောဖိုးထိုးထားတာမနေဘူးဒါမှမဟုတ်ဒီခါးဘေးနားလေးမှာရောကျန်နေတယ်ဖိုးကဒီအနောက်ကုတ်တယောပဲထိုးထား တင်ပါနောက်ရဒီနေ့ကိုတင်ပါအကုန်လုံးတင်ပါအခုကဒါသပင်ချွတ်လိုက်တာဒါကဒုံးနဲ့ဒါဆိုကဒုံးတုံးရတယ်တွေးရအရန်ထွက်တာလीဒီမျက်နှာမှာတွေးရအရန်ထွက်တာအဲ့ဒါကိုညီပေးရဲ့ရည်ကြည်ပါဘရိုက်တာဖွင့်လေကျေးဇူးများကြီးတင်ပါတယ်လို့ညီမရဲ့တငယ်ချင်းတွေညီမရဲ့အသိမိတ်ဆွေတွေအကုန်လုံးညီမဝိုင်းဝန်းကူညီပေးကြကျေးဇူးများကြီးတင်ပါတယ်လို့ညီမအရင်သိအောင်ရောက်တဲ့ချိန်မှာညီမလက်ကတော့ပတ်သက်တရားချက်မရှိဘူးကျွန်တော်တငယ်ချင်းတွေကကိုကြီးလို့ကျွန်တော်ကလူသေးရောမှနေနေရပါဘောသေးရောကဆရာမကြီးနေဒီကနေ့ချင်းပါ ပြီးတော့မှကျွန်တော်စက်ဝမ်းနေနေအောင်မှကျွန်တော်ရောက်သွားတယ်။ဘာလို့လဲဆိုတော့အသေးပါထိသွားတယ်။သူ့ရဲ့ဓာတ်ချက်ကအရန်ဟောပြတော့ဒါမှကျွန်တော်ဘိုက်ခေါင်နေနေရှိပြီးစက်ပါသွား။စက်လွားပဲကျွန်တော်အဲ့တလွားတာဖြစ်ကျွန်တော်စက်ဆုံးဆုံးသွား။အဲ့ဒီမှာကျွန်တော်ပထမဆုံးသတိရတာဖျောက်ကြည့်ရအောင်။ဒီကျွန်တော်လောက်ခဲ့နေတဲ့ဖူးသူတွေကိုစာရုပ်ပေါ်ကနေအဲ့ဒါနဲ့နက်ကောင်ဆောင်းဆောင်းနေတယ်လို့အဲ့ဒီနက်ကောင်နဲ့မြန်နေတယ်လို့ကျွန်တော်အမြင်ရပြီ။အဲ့ဒါတော့ဘာလို့ဒီလိုလုပ်ကြည့်နေရတဲ့အချိန်ကျွန်တော်အသက်ရှင်အောင်ကျွန်တော်အဲ့ဒီ နားနေမှာကျွန်တော်လူကြီးရှိတဲ့နားလေးအဲ့တစ်ပင်နားလေးကျွန်တော်ရအောင်သွားအောင်အဲ့အဲ့မှာအဲ့မှာရောက်မှကျွန်တော်အဲ့လူလေးကိုအခုညောင်းမှကျွန်တော်ဖေးရုံရောက်လာ